ီနေ့အောက်တိုဘာ22ရက်နေ့အတွက် People's Print ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။နာဂကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့စကိုင်းတိုင်းလဟေမြို့နယ်ကံမော်လော်ရီကျေးရွာကိုအောက်တိုဘာ20ရက်ညမှာအိန္ဒိယစစ်တပ်က drone နဲ့ဘုံကျဲလို့၈နှစ်အရွယ်ကလေးငယ်တဦးအပါအဝင်အရက်သား2ဦးသေဆုံးပြီး4ဦးဒဏ်ရာရခဲ့ကြောင်းဒေသခံတွေပြောပါရတယ်။အိန္ဒိယအစိုးရကိုတော်လှန်နေတဲ့နာဂအမျိုးသား Socialist Council NSCN တာဝန်ရှိသူတွေလာဘူးတဲ့နေရာကိုဘုံကျဲသွားတာ ဖြစ်ပြီး အရက်သားတွေထိခိုက်သေးဆုံးခဲ့တာလို့သိရပါတယ်ရှင်။ရှမ်းမြောက်ကတီဘောနဲ့နတ်မတူမျိုးနဲ့အဆက်ထိစစ်ကောင်စီစစ်ကြောင်းတွေရောက်လာပြီး TNLA နဲ့တိုက်ပွဲတွေဖြစ်နေတယ်လို့သတင်းရရှိပါတယ်။နတ်မတူမျိုးကိုဦးတည်လာတဲ့စစ်ကောင်စီစစ်ကြောင်းတွေကမနေ့ကညနေပိုင်းမှာတီဘောနဲ့နတ်မတူအဆက်မိုးတေကျေးရွာနာကမိုးတေတံတားအထိရောက်လာပြီးတိုက်ပွဲဖြစ်ခဲ့ပါတယ်။လက်ရှိမှာစစ်ကောင်စီစစ်ကြောင်းကမိုးတေတံတားအထိနေရာယူစိုးမိုးထားတယ်လို့ဒီညနေပိုင်းမှာပဲ SSPP ကထုတ်ပြန်ပါတယ်ရှင်။စကိုင်းတိုင်းမုံရွာမြို့ပေါ်မှာ အိမ်ချမ်းမြေပွဲစားလုပ်တဲ့ရှင်လေးတူပြန်ပေးဆွဲခံရပြီးဖမ်းခေါ်သွားသူတွေကစက်သိန်း9000နဲ့ပြန်ရွေးခိုင်းနေကြောင်းမြို့ကန်တချို့ပြောပါတယ်။အောက်တိုဘာ22ရက်မနက်ပိုင်းကပြန်ပေးဆွဲခံလိုက်ရတာဖြစ်ပြီးလူနဲ့အတူကားလဲပါသွားတယ်လို့သိရပါတယ်ရှင်။မလေးရှားနိုင်ငံမှာဖမ်းဆီးခေါ်ဆောင်ခံရတဲ့နောက်စစ်ကောင်စီရဲ့ချုပ်နှောင်မှုကိုခံထားရတဲ့ဒုက္ခသည်အရေးတက်ကြွလှရှားသူဒေါ်သူစာမောင်နဲ့မိသားစု ပြန်လည်လွတ်မြောက်ရေးကူညီပေးဖို့အတွက်မလေးရှားအစိုးရကိုလူအခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW ကတောင်းဆိုလိုက်ပါတယ်။